အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီကနေ့မှာတော့စာရေးဆရာမဂျူရေးသားထားတဲ့မရှိမဖြစ်မိုးဆိုတဲ့ဝတ္ထုလေးကိုအပိုင်းလေးအနေနဲ့တင်ဆက်ဖပြပေးသွားမှာပဲဖြစ်ပါရှင် ောင်ထိပ်နှကန်းပေါ်သို့ရောက်၍တောင်အောက်ခြေတွင်းကမြင်ကွင်းကိုမြင်လိုက်ရသည့်အခါသူတအံ့တအုံငေးမောမိသွားသည် သူရေကန်ပေါင်းများစွာမြင်ဘူးပါသည်ယခုလောက်ထူးဆန်းသောကံကိုမမြင်ဘူးပါကံရည်သည်တော်ရိပ်တောင်ရိပ်ကြောင့်မဟုတ်ဘဲသူ့အလိုအလျောက်စိန်မောင်းနေ၏မတ်ဆောက်သောတဲအိုကြီးတစ်ခုလေတွင်အစိမ်းအောင်ရည်တွင်ရှိနေသလိုပုံစံမျိုးကံတစ်ခုလုံးသည်ဘေးပတ်ဝန်းကျင်၌မြင်မာသောတောင်နေရင်များဖြင့်ဝိုင်းရံထားခြင်းခံနေရသည် အင်းမြတော်တွင်းကျေရှုခင်သည်တလျှောက်လုံးကြမ်းတမ်းလာခဲ့သောကာလန်ခရီးကိုမေလျော့သွားစေသည်ထို့အပြင်တလျှောက်လုံးသူပူပန်ခဲ့ရသည့်မက်ခင်မုံမြင့်မှရှိနေပါမလားဟုသော အတွေးကိုပါမေလျော့သွားစေသည်ပင်နိုယာမှာဟူသောစကလုံးတစ်ခုလှုပ်ကနေရေရွတ်လိုက်သောအခါသူ့ဘေးမှာထိုင်လျက်လိုက်ပါလာတော့သူတို့အဖွဲကိုလာကြိုသည့်တွန်းစကန်းဝင်တဲ့တယောက်ကပြုံးရယ်လေသည်ပထမဦးဆုံးမြင်လိုက်ရတဲ့အချိန်မှာတော့အာလုံးတွန်းတောင်ကိုသဘောကျသွားတာကြီးပဲ ူမျက်မှောင်မတိမသားတွန်လိုက်မိ၏နောက်အချိန်နေကြတော့ရောဗျာอืมနောက်အတချိန်နေဇက်တိုက်ဖြစ်သွားရင်တော့မဲစာပေါ့သူတို့ဖြတ်တန်းလာခဲ့ရတော့ဘူးတလင်းနဲ့တွန်းတောင်အကြကယောကမီကားလန်းကို ပြန်မြင်ရောက်ပြီးတော့သူခေါင်းကြီးထောက်ခံလိုက်မိသည်သူတွေ့ဘူးသမျှကားလမ်းများတွင်အဆိုးဝါဆုံးဖြစ်၏ကားအုံပြူသည်ထက်နွားလဲအုံပြူသည်ကပို၍များသောလမ်းဖြစ်ဟန်တူပါသည် လှပသောတွင်ကြီးအစင်းရောင်အုပ်စုစီတို့ကိုယ်ဝိုင်ဆင်းသွားသောတောင်စင်းလန်းတစ်လျှောက်မှာတော့မြင်မြင်သမျှမီးတင်ကြောင်အပိုင်းအစာများကြီးဖြစ်သည် ပုပ်ပားတောင်လန်းကိုသွားတည်ရမိသည်အရင်တုန်းကကျွန်တော်တို့စကန်ကိုတောင်ပေါ်မှာစောက်ထားတာတနေ့တနေ့တောင်ပေါ်နဲ့တောင်အောင်ရှောက်ရတာမနှဲဘူးအခုတော့စကန်တစ်ခုလုံးတောင်အောင်ကိုရွှေ့လိုက်ပြီလေဟုတ်လားအစင်ပြေသွားမှာပေါ့နော်ဟုတ်ကဲ့အတက်အစင်တက်တာသွားတာပေါ့ဒါပေမဲ့ငှက်ဖျားနဲ့ပူနီးသွားတာပေါ့ဗျာထို့နောက်ထိုလူငယ်က ခပ်ဖွားဖွားရေမောလီသည်ငှက်ပြားအကြောင်းဆွေးနွေးမည်စိတ်ကူးကိုင်းကားကရက်သွား၏မြန်မာနိုင်ငံစေဝါဆက်ယုံဤပင်မအသက်သွေးကြောကြီးတစ်ခုဖြစ်သောအမှုစီဝါစေဝါစီမံကိန်းစကံမှာအမြင်အဖြစ်နည်းနည်းမှအထင်ကြီးစရာမရှိပါတောင်စင်းစင်ကြီးလျှော်ကိုတစ်ပင်တွေခုတ်ကြောက်တုံးတွေဖြူမြေနေရာညှိယူ၍အထက်ထက်တထစ်ချင်းဆောက်လုပ်ထားသောမြေဆိုင်အဆောက်အုံကလေးများသည့်ရေညှိစီမံကိန်းစကံတစ်ခုလုံးဖြစ်ရမည်ဆက်မှုတစ်ဝင်ကြီးဌာနာ အမှုစီဝါစေဝါစီမံကိန်းဟူသောဆိုင်းဘုတ်သာတတ်မှတ်ထားလျင်ဘယ်သူမှထင်မှာမဟုတ်အဆောက်အုံတေးသေးကလေးများအစင်အစင်စောက်ထားပုံကတော့တေသက်လှပါ၏သို့သောအားလုံးမှာထရန်ကပြင်ခင်းအဆောက်အုံကလေးများသာဖြစ်လေသည် သူဟန်းပတ်အသေးကလေးကိုလွယ်လျက်ဤတူတောင်စင်ကားပေါ်မှခုံစင်းလိုက်ချိန်တွင်ပထမဦးဆုံးတတိရလိုက်သည်ကမခင်မုံမြင့်ဖြစ်သည် သို့သောမြည်သည့်အမျိုးသမီးအရေးအယောင်များမတွေ့ရပါ အမျိုးသား၃လေးယောက်သာကားစီတို့အပြေးလွှားလာ၍ကားပေါ်မှပစ္စည်းများတဲချကြသည် သူတို့ဧည့်သည်အုပ်စုအတွက်နှစ်ရက်စာစားတောက်ကုန်များဖြစ်ဟန်တူသောအသီးအရွက်များအသားဖူးများထည့်ထားသည့်ခြင်နှောင်းများလည်းပါဝင်သည်ရန်ကုန်မှထွက်ကြတဲ့က BBI မှဌာနမှူးတစ်ယောက်ကကြိုတင်တတိပေးထားခဲ့တာပဲအစားတောက်ကတော့ဖြစ်တယ်လို့ပဲဟိုမှာဘာမှမရှိဘူးမုံရွာနဲ့28မိုင်လောက်ဝေးတာတဲ့ကိစ္စမရှိပါ ူသည်အစားအသောက်ကိုအရသာခံ၍စားသက်ကြိုက်သက်တော်လဲဖြစ်တယ်လို့စားရသည့်အခါများတွင်လည်းမငင်းညူတတ်ပါစခန်းနံမြေတဲ့သို့ဝင်ဝင်ချင်းတွေ့ရသည့်အစားအုံမှာရုံကန်အစားအုံဖြစ်၏ရုံကန်မိမဖြဲ့၍နောက်ဖက်သို့ဆက်သွားသောအခါဧဆောင်ဟူသော အစားအုံဖြစ်သည်သူတို့အားလုံးကိုနေရာချထားပြီးသောဧဆောင်သည်ရုံကန်အစားအုံထံမြင်သော မြေပြင်တွင်ရှိသည်တခန်းလည်းကရင်တလုံးစီနှင့်ဧရိတ်သားဆောင်ကလေးကမဆိုးပါ ိတ်ကိုချပြီးသည့်နှင့်တပြိုင်နက်သူပထမဦးဆုံးပြုလုပ်သည့်အလုံမှာတကိုယ်လုံးဖုံအလင်းလင်းကပ်နေသောကိုခန္ဓာကို အချိန်ကြာမြင့်စွာ ရေစိမ်ရေချိုးခြင်းပင်ဖြစ်သည်ဒုစကန်တွင်အဝေစီးဆက်ရည်ဖြင့်ရေပေါများလာသောကြောင့်စမှုတ္တဝင်ကြီးဌာနကိုပထမဦးဆုံးအချိန်ဂျေဇူးတင်သွားသည်သူတွေ့ကျင်လာသောမက်ခင်မုံမြင့်ကိုညနေ6နာရီအစီအဝေးရုံကန်းမာရဲတွင်ပထမဆုံးအချိန်ပြန်လည်တွေ့မြင်ရသည် ူကြိုတင်မျှော်လင့်ထားသည့်တွေ့ဆုံမှုမျိုးမဟုတ်ပါမြန်မာနိုင်ငံစေဝါဆက်ယုံမှအရာရှိများနဲ့အတူရုံးခန်းထဲသို့ဝင်လိုက်လျင်ဝင်လိုက်ချင်းရှေ့ဆုံးထိုင်ကုန်တဲ့ဤဟိုဘက်အစွန်ဆုံးအခန်းဤဘေးတောင်တွေတကဘဝဘက်သို့လှည့်၍ထိုင်နေသောမက်ခင်မုံမြင့်နှင့်မျိုးလုံးချင်းစုံမိသည်ကြိုတင်မျှော်လင့်ထားသော သူကဒိတ်ခနဲရင်ခုန်သွားတော်လဲစူးရှာသောမျက်ဝန်းနှများလက်ခနဲတောက်ပသွားသည်မှအပသူမ၏မျက်နှာပြင်တွင်ပကတိတည်ငြိမ်လာသည်သို့သော သူမသူ့ကိုမျက်မိအမှတ်မိမှန်းညလုံးအရေးအယောင်ဖြစ်သူတီးလိုက်ပါသည်ငကူကလေးကနှစ်ယောက်ချင်းတွေ့တာသာမဟုတ်လျင်သူမကိုပြုံးပြနှုတ်ခွန်းဆက်ခြင်းမပြုရန်ကိုကူကိုကြိုတင်ထိန်ချုပ်သားပြီးဖြစ်တော်လေယခုလို AD Asia မျက်နှာသားနှင့်ရင်ဆိုင်လိုက်ရသောအခါသူစူးစားအတင်းထားသောခွန်အားများယုတ်လျော့သွားတော်သည်အခန်းထဲသို့တလန်းချင်းဝင်ရောက်သွားခိုင်းသူမျက်နှာသားကိုစိတ်ညစ်သွားသောမျက်နှာသားမဖြစ်စေရန်သူစူးစား၍ခက်တင်တင်လှုပ်ထားရသည် ော်တော်တွေးအိမ်မိမဟု သူတေချာသွားသည်အမှုစီဝဇေဝစီမံကိန်းညွှန်ကြားရေးမှူးဒေါက်တာဦးမင်းသိန်းကသူတပည့်များကိုဧည့်သည်များနှင့်မိတ်ဆက်ပေးနေသည်ဒေါက်တာဦးမင်းသိန်းသည်အီစီမံကိန်းစတင်ချိန်အထိဖိဖိလိုပင်အနဝဇီဝဗေဒဌာနကတိကတအူဖြစ်ခဲ့သည် သူကတော့ Integrated Farming Enterprise ရဲ့ရုံးမှန်နေကြဦးမင်းထင်ကျော်ဖြစ်ပါတယ်။ကိုလိုလုပ်ငန်းခွင်အတွက်စိတ်ဝင်စားစရာပစ္စည်းတစ်ခုနဲ့အတူစကန်းကိုလေ့လာတဲ့အနေနဲ့လာရောက်ချင်းဖြစ်တဲ့လက်ရှိအခြေအနေအရမက်ခင်မိုးမြင့်သည်ခါတိုင်းတွေ့နေကြမက်ခင်မိုးမြင့်ဒီဇိုင်းအတိုင်းဖြစ်သည်အဖြူရောင် ရှက်လက်ရှိကိုလက်ကျဲသည်တက်လျက်ကော်လာအထိစေပိ၍ကျဲသည်အပြည့်တတ်ထား၏မိခိုးပြာရောင် ထမိန်စားအစွန်ကလေးကိုစပွဲအောက်ခြေမှလမ်းမြင်ရသည်အလုံးသောအမျိုးသမီးများသည်အဖြူရောင်အင်ကြီး မိခုပြာရောင်ထမိန်နှစ်ကြီးဖြစ်တော်လဲဆက်လက်ရှိကတော့မခင်မုံမြင့်တယောက်တည်းသားဖြစ်သည်တဖက်ရှိအမျိုးသားအုပ်စုစီသူမျက်လုံးဝင်း၍ကြည်ရင်မခင်မုံမြင့်ဤခင်ဘူးသူမဟုတ်ပတ်သက်နေသူတစုံတစ်ယောက်ကိုလိုက်ရှာဖွေမိသည်ကြောင်လာကြည်လာမင်းထင်မခင်မုံမြင့်ဤခင်မုံကတကြောင်းနေစင်းနဲ့အတန်ပေါ်တဌာနရဲ့လှုပ်တဲ့လှုပ်ပေါ်ကိုင်းမဖြစ်ရမယ်လို့ဘလို့စိတ်ကူးမျိုးနဲ့မျှော်လင့်နေတာတော့သူမျက်လုံးဥတီယာတဲ့တဲ့မှာမခင်မုံမြင့်ရှိသည်သူမဤမျက်ဝန်းများတွင် ဖော်ပြနေသောအတိတ်ဘယ်ကိုသူဘလို့မှကောက်ချက်မချတတ်ပါသူမဝမ်းသာအားရဖြစ်မနေတာတော့သိကြသည်ရှေ့ရွန်ဟန်လည်းမတွေ့ရရင်းနှီးနှစ်လိုဟန်လည်းမတွေ့ရပဂတိရှင်းလင်းနေသောဗလာမျက်နှာထားကိုမျက်နှာချင်းဆိုင်ကြည့်နေရင်ဟိုတုန်းကရှိခဲ့ဘူးသောမိမိကိုမိမိအထင်ကြီးယုံကြည်စိတ်ချစိတ်များတစားစီ ပြောင်းကျဲကုန်လေသည် သူမတ်တဲ့ရက်လိုက်ရာဤ ကျွန်တော်တို့ရဲ့ရေလုံငန်းဆိုင်ရာမွေးမြူရင်းကုမ္ပဏီဟာအကြောင်းကြောင့်ကြောင့်လူကြီးမင်းတို့ရဲ့အမှုစီဝါစေဝါစီမံကိန်းလုပ်ငန်းရဲ့ရင်းနှီးကျောင်းဝင်ပြီးသားဖြစ်ပါတယ်။လူကြီးမင်းတို့စိမ့်ပြရည်ညီထုတ်လုပ်မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ကုမ္ပဏီကတက်ဆွမ်းသမျှကူညီအားပေးဖို့အစဉ်သစ်ဖြစ်နေတယ်ဆိုတာအထူးပြောဖို့လိုမယ်မထင်ပါဘူး။အစည်းအဝေးပေါင်းများစွာကိုနိုင်ငံသားအချင်းချင်းနဲ့၎င်းလူမျိုးကြားနိုင်ငံခြားသားများနဲ့၎င်းရင်းဆိုင်ဖြတ်သန်းခဲ့ပြီးတော့မင်းထင်ကျော်သည်ဒီတစ်ကြိမ်အစည်းအဝေးတွင် သူ့စကားလုံးများကို သူယုံကြည်မှုကင်းမဲ့တယ်လို့ဖြစ်နေ၏ရှေ့တဲတဲမှာသူ့တကူလုံးကိုစိတ်ရှည်လက်ရှည်စူးစိုက်အကဲခတ်နေတော့သူမ၏စူးရဲတောက်ပါသောမျက်ဝန်းများအောင်တွင်သူ့အနှဲငယ်မနေတတ်သလိုဖြစ်နေသည်ကျွန်တော်ရဲ့လုပ်ငန်းရာထူးကယုံမန်နေကြဖြစ်ပေမဲ့ကျွန်တော်ဟာစင်းကင်လည်းဖြစ်နေပါဗျ။လူကြီးမင်းတို့စကမ်းလိုပဲကျွန်တော်တို့ယုံဟာလည်းမိသားစုဆက်ဆံရေးမျိုးနဲ့အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ဒီတော့တစ်ခါတစ်ခါမှကျွန်တော်ဟာ ရုံးအလုပ်ကိုဝင်လို့ရတယ်လို့တခါတခါမှလည်းအယောင်းကိုစလဲဖြစ်လာတတ်ပါတယ်။သူ့စကားကိုမြည်သူမှမပြုံးရဲကြပါ။တဖြည်းဖြည်းမှောင်လာတော့ပတ်ဝန်းကျင်သည်အေးစိမ့်လာ၏။သူ့ရင်ထဲမှာတော့ပူလောင်လျက်ရှိသည်။စကားသိမရှိနဲ့မင်းထင်သူတို့အားလုံးစိတ်ဝင်စားနေကြတာမင်းကိုမဟုတ်ဘူး။မင်းရောက်မဲ့ပစ္စည်းကိုကွ။သူအားတင်း၍အနေငယ်ပြုံးလာ၏။ စပီယူလိုင်းနာရင်ကြီးပင်ရဲ့လုံးပတ်အကျယ်ဟာ25မိုက်ခရွန်ယူနစ်ရှိနေတော့သူ့ကိုစစ်ယူတဲ့ဖစ်တာဝစ်ဆာရဲ့ချိမြင့်အကွက်ကြားတဲ့ကအကျယ်ဝင်းဟာ25မိုက်ခရွန်ယူနစ်ထက်ပိုကျယ်ဖို့မကောင်းပါဘူး။ဤစကားများကို BBI မှတာဝန်ရှိပုဂ္ဂိုလ်များကိုသူရှင်းလင်းပြောပြပေးပြီးသားဖြစ်၏။ရင်းကြီးစီမံကိန်းညွှန်ကြားရေးမှူးနှင့်လည်းဆွေးနွေးပြီးသားဖြစ်၏။စမ်းသပ်အသုံးပြုသည့်အနေဖြင့်ဤရေစစ်အစ ီရေစေးအစားဖစ်တာဂလော့ကိုတမီတာလရင်ဒေါ်လာ100နှုန်းဖြင့်30မီတာဝယ်ယူဖို့သဘောတူညီပြီးသားလည်းဖြစ်၏သို့သောယခုအစည်းအဝေးမှာတော့သူ့ရင်ထဲမှာလှုပ်ရှားနေသည်ကုပစ္စည်းရောင်းမစုံမှသို့သောအယောင်ကိုယ်စလဲပေါက်စားကလေးလိုသူခံစားနေရသည် သူ့ရှိမှရှိနေသောမက်ခင်မုံမြင့်ဤမျက်လုံးများကိုသူရှောင်လိုက်၏ဒီစကမ်းမှာလက်ရှိအသုံးပြုနေတဲ့ပိုလီအက်ပတာဇာတွေရွှေတောင် တက်ဖလွန်စားတွေထက်အသုံးသွင်ကြမဲ့ပစ္စည်းတခုရှိနေပါတယ်။အဲ့ဒီပစ္စည်းကတော့လီတက်ဘလခေါ်တဲ့ရေစစ်အစအတမျိုးဖြစ်ပါတယ်။စပီယူလိုင်းနာရင်ကြီးပင်ကိုစစ်ယူဖို့အကောင်းဆုံးအစဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ချီမြင်တကွက်စာအကျဲဧရိယာပမာဏက25မိုက်ခရွန်ယူနစ်ကွက်တီဖြစ်နေလိုပါပဲ။အစီအဝေးပြီးသွားတော့အခါအားလုံးချက်ချင်းထထွက်သွားတော့လဲမက်ခင်မုံမြင့်နဲ့အမျိုးသမီးတယောက်ကျန်နေခဲ့သည်။သူမတို့နှစ်ယောက်ကိုဒေါက်တာဦးမင်းသိန်းကစကားပြောနေ၏။သူ့စပွဲမှာမကြရပါ။ သူပြန်းကနေမတဲရရွေအခမ်းဘဝဘက်သို့ခပ်ဖြည်းဖြည်းလမ်းလျှောက်သွားမိလေသည်မခင်မုံမျိုးနှင့်အုပ်စုနှင့် တော်တော်ဝေးဝေးရောက်သွားမှသူအနှဲငယ်အသက်ရှူချောင်းသွား၏သူလက်နှစ်ဖက်နောက်ပြေး၍အခမ်းအပဝမှတဆင့်အပြင်ဘက်သို့လှမ်းငင်းမိသည်သူအရှိတဲတဲမှာဘောလုံးကွင်းဖြစ်ရန်တူသောကွင်းပြင်အကျယ်တစ်ခုရှိသည် ကွန်းပြင်ဤတစ်ဖက်မှာတော့စိမ့်ဆိုသောတစ်ပင်အုပ်ကြားမှာစာတင်ကြောင်းတကူရှိသည်။မှောင်မဲနေသောတောရွာကလေးသည်ကျင်းငက်တံမအပတိတ်ဆိတ်ငိမ့်သက်နေ၏။သူဘယ်တော့မှ မစင်စားဘူးသောနေရာဒေသမျိုးဖြစ်သည်။သူလိုက်မလာလျင်လည်းဖြစ်နိုင်သည့်နေရာဒေသဖြစ်သည်။စီးပွားရေးတက္ကသိုလ်ဘွဲ့ရလူငယ်တယောက်အတွက်နင်းနင်းမြစိတ်ဝင်စားဖွယ်မရှိသောပတ်ဝန်းကျင်ဖြစ်သည်။ဤနေရာသို့စိုက်ဆိုင်မြမြရောက်လာခဲ့ရသောသူကိုယ်သူအံ့ဩနေမိလေသည်။မင်းထင်စပါလားကွာ။ သူ့နောက်မှာဒေါက်တာဦးမင်းသိန်းလာရက်သည် သူကပန်းကနန်းလှည့်ကြည့်ပြုံပြလိုက်၏မစသေးပါဘူးဆရာရပါတယ်ဆရာဘေးနားမှာအမျိုးသမီးနှစ်ယောက်ခက်တီတီမျက်နှာသားများဖြင့်ရှောက်လာသည်မင်းတို့ဆရာဦးထင်ကျော်ရဲ့သားလေဦးထင်ကျော်ကတော့သားတစ်ယောက်ဆိုတစ်ယောက်စိတ်ချယုံကြည်ရတာပဲဆရာကိုလေးစားသမှုဖြင့်ပြုံနေလိုက်ရသည်အမျိုးသမီးနှစ်ယောက်လုံးအံ့ဩမသွားကြပါမက်ခင်မိုးမြင့်ထံမှတဆင့်ထိုအမျိုးသမီးတိပီးပီးဖြစ်ကြောင်းသူလောင်းရည်သည် သူတို့ကအเจ้าမတော်တွေကဆရာရဲ့အားကိုးရဆုံးတပည့်တွေပေါ့ကွာသူကမေယူခိုင်သူကခင်မုံးမြင့်နဲ့နှစ်ယောက်လုံး MSC တွေပဲဇွဲလဲတိတ်ကောင်းကြတယ်အရက်ကလည်းမင်းကလေးတွေတွင်ရှားပါစွာမြင်မာရတွင် အတူတူမျက်နှာသားတွေကလည်းခတ်မာမာမျက်နှာသားတွေမတ်မေယူခိုင်ဆိုသောအမျိုးသမီးကကိုခန္ဓာပိုရဖွံ့ဖြိုး၏ရှင်လိုက်တော့မတ်ခင်မုံးမြင့်က ပိန်သွဲနေသည် သူရင်ကျွေးပွေရစွာအစွမ်းကုန်ပြုံးပြ၍ခေါင်းညွှန်လိုက်သည်ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာလိုအပ်တဲ့အကူအညီရှိရင်ပြောပါစီမံကိန်းအတွက်လိုအပ်တဲ့စာအုပ်စာတမ်းတွေရှိရင်ကျွန်တော်ကူညီနိုင်ပါလိမ့်မယ်နိုင်ငံခြားစာအုပ်တွေကိုကျွန်တော်တဆင့်မှပေးလို့ရပါတယ်မက်ဆင်မုံမြင့်ဤမျက်နှာသားကိုကြည်ရခြင်းဖြင့်သူခနဲ့လိုက်မိဒီမှာမှားသွားပြီ ဟုတီးလိုက်သည်သူမအနေငယ်မျက်မှောင်ကျုံသွားတာမကျေနပ်မှုကိုဟောပြဟန်တူသည်ဥမင်းထင်ကျော်ကတော်တော်နောက်တာပဲကျွန်မနဲ့ဥမင်းထင်ကျော်နဲ့အရင်ကလေးကခင်မင်ပြီးသားဆရာရဲ့ပြန်တွေ့ရတာဝမ်းသာပါတယ်ခွင့်ပြုပါဦးနော် မပြုံးမရဲမျက်နှာထားပြီးပြောလိုက်သောစကားကြောင့်သူ့မျက်နှာနှွေးကနေဖြစ်သွားသည် အိုဒိုအန်တန်ပြုံးနေလိုက်ရလေသည်တော်တော်အညာတာမရှိတဲ့မိမပါလားထိုညသည်သူ့အတွက်ခက်ခဲကြမြင်စွာအချိန်ကုန်သွား၏နနက်မိုးလင်း၍ကန်ဆက်သူအဖွဲလိုက်စင်ကြရသောအချိန်တွင်မင်းညာပိုင်းကကြုံတွေ့ထားသောစိတ်မသက်မသာဖြစ်မှုများပြောက်ွယ်သွားသည်အစိမ့်ပုတ်ရောင်ကန်ရည်ပြင်းသည်နနက်ခင်းနေအောင်ကြီးအောက်တွင်တောက်ပစွာငြိမ်သက်နေ၏ ကံပတ်လေတောင်ကြီးတွင်စိမ့်မောင်သောအပင်များအုတ်ဆိုင်လျက်ရှိသည်ပဲချိတ်လေလေကလေးသည်ရင်းညစ်စဉ်အဆောက်အုံရှိရာကမ်းခြေမှခွာ၍ရင်းပြေကိုထိုးခွဲကပြေးလွာ နေ၏လေသည်အေးစိမ့်လာသည်ရေအနှံ့သည်လန်းဆန်းကြည်လင်မှုမရှိဘဲအနှံ့တစ်မျိုးထွက်နေ၏ထိုအနှံ့ကိုသူတရုတ်မခွဲတပါညှိဆွဆွစိမ့်ရှိရှိအနှံ့တစ်မျိုးဖြစ်သည်ပဲချိတ်ဥပိုင်းတွင် လူကြီးများထိုင်လျက်လိုက်ပါလာပြီးသူကပဲချိတ်အလဲပိုင်း ပြည်နှံပေါ်တွင်စကန်းတာဝန်ခံကိုတူးအောင်နှင့်အတူထိုင်လျက်စကားပြောလာမိသည်မျက်နှာချင်းဆိုင်ပေပိုင်းတွင်တော့မခင်မုံမြင့်နှင့်မမေယူခိုင်တို့တိတ်ဆိတ်စွာလိုက်ပါလာလေသည်အနက်တမျိုးရတယ်နော်ကိုတူးအောင်ဘာနဲ့လဲရင်းကြီးနဲ့လားဟုတ်တယ်ရင်းကြီးပင်ရဲ့အနက်နောက်ပြီးဆယ်ဖာနဲ့ပေါ့ဗျာဒီရေကန်က pH 7.5ရှိတယ်မျက်နှာချင်းဆိုင်မှာမခင်မုံမြင့်၏မျက်လုံးများသည့်သူ့ကိုရှောင်နေခြင်းမပြုဘဲရဲပွန်စွာကြည်လျက်ရှိသည် အပြူရောင်ရှက်လက်ရှိအင်ကြီးဖြစ်သူမသည်စူရှာတောက်ပါနေ၏။ဘာသနခါမြလိန်ချေမထားသော မျက်နှာပြင်သည်ဝန်းမွေ၍ဝင်းနေသည်။မျက်ခုံးကိုနေရောင်ကြောင်အနှဲငယ်ချီထားလျက်ရှိကကော့ပြန်သောမျက်တောင်များအောင်မှနှမောင်သောမျက်ဝန်းသည်ပုံမူတောက်ပါလျက်ရှိသည်။ခိုင်မက်သော လေတိုင်းမှပြေလျှောစွာဆင်းသွားသော လုံဝင်းသည်ပခုံးများသည်ကိုကိုကိုယုံကြည်စိတ်ချမှုအပြည့်ဖြင့်ခက်မမတ်ရှိနေသည်။စကားမဆက်ဦးမင်းထင်ဗာမေဂျာနဲ့ကြောင်းမိတယ်လေ။ အံ့ဩဖွယ်ရာပြင်မက်ခင်မုံမြင့်ကသူတို့စကားဝိုင်းနေသူရောက်လာသည်သူတရင်တနီ ပြုံပြလိုက်မိသည်ကျွန်တော်ကအီကိုကဆင်းတာပါဒီလိုဆိုတော့ပိရိဆိုတဲ့စကားလုံးနဲ့တိတ်မရှိနေဘူးပေါ့နော်သူမျက်နာနှွေးကနေပူသွား၏အနှဲငယ်လေးဒေါသထွက်သွားသည်ဟုတ်ကဲ့ကျွန်တော်ကစရင်းစရားတွေကွန်ပျူတာပရိုဂရမ်တွေနဲ့ပဲရင်းနှီးပါတယ်ဒါပေမဲ့ကျွန်တော်တို့တောက်နေတဲ့ရေရဲ PH7 ရှိရမယ်လို့တော့သိပါတယ်မက်ခင်မုံမြင့်ကလက်ခနဲပြုံးရဲလိုက်လေသည်တောက်ပါသောအပြုံးအောက်တွင် သူမ၏မျက်ဝန်းများနူးညံ့တိမ်မွေးသွား၏ဟုတ်ပြီအဲ့ဒါအဓိကပဲလေတဘာဝရေဟာ pH 9ရှိတယ်ပင်လယ်ရေရဲ့ pH က9.8ကနေ8.3အတွင်းမှာရှိရဲအခုတွင်းတော်ကကန်ရေဟာ pH 8.5ကျုံနေတယ်သူမ၏အပြုံသည်ပကတိတန့်စင်ကြည်လွန်လို့တဖြစ်စောစောကဒေါသတွေပျောက်ကွယ်ကုန်၏ဒီကန်ထဲမှာငါးတွေပစုံနေဘာတတဝါမှအသက်မရှင်တာအဲ့ဒါကြောင့်ပေါ့ သူ့ရေပြင်ကိုလက်ညိုးဖြင့်ထိတိုးပြီးလက်ညိုးကိုပြန်နှုတ်လိုက်သောအခါတွဲလက်ကိုကြံရစ်သောရေတစက်သည်အစိမ်းရောင်ဖြစ်နေ၏သူတက်အန်တော်ဖြစ်သွားကခတ်တူတူလေချွန်လိုက်မိလေသည်စပီယူလိုင်းနာကတော့အဲ့ဒီ pH မှာအကောင်းဆုံးမျိုးပွားနိုင်တယ်လေအံ့ဩစရာပဲပေါ့နော်ပဲ့ချိတ်သည်တူမိုးမူထားသောအဆောက်အုံတစ်ခုရှိတွင်ရပ်သွား၏ကွန်ကရစ်ခင်းထားသောအောက်ခြေအစဉ်ပေါ်တွင် နှင့်တခုစီ၌ရေစစ်အဝတ်များခင်တာသောကျက်တူရွေးတစ်သားစကားကွက်စင်ကြီးလျှောများဟိုဘက်ဒီဘက်တိဆောက်ထား၏ပတ်ဝန်းကျင်သည်ရေစုပ်ဆက်မော်တာတန်ကြာနေသောရေတန်တို့ဖြင့်စူညံနေ၏တူလီပေါ်မှဆင်းလိုက်ပြီးကြီးမားသောကြောက်တုံးကြီးများဖြင့်မြည်ညိထားသည့်ကန်းဆက်ကဘာရန်ကိုတက်လိုက်သည်မခင်မုံမြင်သည်မင်းကလေးတယောက်ဤနှွေနှောင်းမှုမဝိမရေဖြစ်မှုလုံးဝမရှိပဲလေပောင်ပေါ်မှတဆင့်ကန်းဆက်ကြောက်တုံးပေါ်သို့ဖြက်ကနေခုံကူးလိုက်လေသည် မမမိုးရောက်လာတာအတော်ပဲဒီမှာဖြောရှိတို့တမျိုးစီထွက်နေတယ်လောက်ပါအောင်အဆောက်အုံဘေးဘက်မြေပြင်ပေါ်တွင်ဖန်ပြွန်ကလေးများထောင်လျက်အလုရှုံနေသော အမျိုးသမီးငယ်တအူကအာကူတကြီးလှမ်းပြောတော့မက်ခင်မုံမြင့်က သူမထန်ရှောက်သွား၏အထက်တဲတဲမှ နေရောင်သည်စူးရှစွာ ပူပြင်းလာသည်ရင်းစစ်စစ် ်တစ်သားစကားဆောင်များပေါ်တွင်သာအမိုးရှိပြီးဘေးပတ်ဝန်းကျင်ကအမိုးမရှိသောကြောင့်နေရောင်သည်သူတို့အားလုံးအပေါ်မညာမတာကြာရောက်လျက်ရှိသည်စိတ်ဝင်စားမှုကိုစီအလုပ်ကိုစီဖြင့်စူးစိုက်နေကြသောစခန်းကအရာရှိများဝန်ထမ်းများနှင့် BBI လူကြီးများအကြတွင်ဘာမှအလုပ်မရှိသောမင်းထင်ကျော်မှဦးကြောင်ကြောင်ဖြစ်နေသည်အုံမြောင်းပေါင်ပေါ်တွင်အနုကြည်မှန်ပြောင်းကရိယာကိုတင်လျက်အကြအနာထိုင်ကြည့်နေသောဒေါက်တာဦးမင်းသိန်းအနီးတွင် BBI လူကြီးများဝင်းဝင်းရံလျက်ရှိသည့်လူငယ်ဝင်းနှင်းနှစ်ယောက်က ရေစစ်စင်အပေါ်သို့တွေ့တက်၍ရေပိုက်ကရေရချင်းကြောင့်အနေရထားပြက်ပြက်သွားသည့်ရေစစ်အဆများကိုလိုက်လံထိမ့်သိမ့်ပေးလျက်ရှိသည်မက်ခင်မုံမြင့်ကအဆအုံဤဘေးဘက်ခေါင်းရမ်းမြေပြင်တွင်ကြောက်တုံးတစ်ခုပေါ်အကြအနာထိုင်လျက်ရှေ့ရှိဖံပြုံများတဲ့သို့ရေဖြည်လိုက်အစိမ်းရောင်တူတဲ့တိုင်းလိုက်နှင့်အလုံးရှုံနေလေသည်မက်မေယူခိုင်ကရေစစ်စင်များအနီးတွင်မတရရလျက်အဝိကရော့များထဲမှရေညှိနှစ်များကိုတစ်ခုပြီးတစ်ခုဆစ်ယူရာတွင်ဝင်ရောက်လုကင်လျက်ရှိသည် အားလုံးတွေဘာအလုံးမှမရှိသူမှမေးထင်ကြတာဖြစ်၏။နားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်ရေခင်းရှင်းကြပါစေရှင်။